ဂျပန်နိုင်ငံမှာလုံသားအင်အားရှာပါမှုကဂျပန်ရဲ့အင်ရှိုင်မီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကိုရောကျစေနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းများမှာနှောင့်နှေးကြမ်းကြာမှုတွေဖြစ်ပွားစေခဲ့တယ်လို့နီကီအေရှားကဖော်ပြခဲ့ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာလုံသားအင်အားအလုံးလောင်းရရှိဖို့ပုံပေါ်ကတ်ခဲလာပြီးအထူးသဖြင့်ဆောက်လုပ်ရေးဘက်မှာအတွဲကြုံရှိတဲ့လုံသားတွေနေပန်းနေကြောင်းလေးလာတွေးရှိရပါတယ်။အခြားလုပ်ငန်းတွေမှာလည်းအလုပ်ရှင်တွေဟာအချိန်ပြည့်ဝန်ထမ်းတွေရှာပါနေပြီးကုမ္ပဏီစုစုပေါင်းရဲ့90ရာခိုင်နှုန်းကျော်ဟာ ဝန်ထမ်းအင်အားမလုံလောက်ဘူးလို့စစ်တမ်းတစ်ခုမှဖော်ပြထားပါတယ်။ဒီအချိန်တွေဟာကိုဗစ် -19 ကပ်ရောဂါကာလနောက်ပိုင်းအဆိုးရွားဆုံးလုံတိုင်းအင်အားပြတ်လတ်မှုဖြစ်နေပါတယ်။ဂျပန်ဗဟိုဘဏ်ကလည်းလုံတိုင်းအင်အားပြတ်လတ်မှုဟာစီးပွားရေးလှုပ်ရှားမှုတွေကိုအကန့်အသတ်ဖြစ်စေခဲ့ပြီးဒုက္ခလစာနဲ့ကုန်စည်နှုန်းတွေပေါ်ဖိအားတွေပုံမှန်တက်ရောက်လာစေခဲ့တယ်လို့အတိအမှတ်ပြုခဲ့ပါတယ်။ဆောက်လုပ်ရေးကဏ္ဍမှာ1999ခုနှစ်ကလုံတိုင်းအင်အား6.85ရှိခဲ့ရာမှာ2023ခုနှစ်မှာ ုတ်တိုင်းအင်အား၄.၈လေးတန်းထိလျှောက်ချခဲ့ကရာဂိုင်နှုန်းအပြင်30ရာဂိုင်နှုန်းကျဆင်းခဲ့ပါတယ်။အဲ့ဒီလိုလုတ်တိုင်းအင်အားရှာပါမှုကြောင့်အိုဆာကာမြို့ရှိ Expo 2025ဆောက်လုပ်ရေးကုန်စည်ပြပွဲအပအဝင်အကြီးစားဆောက်လုပ်ရေးစီမံကိန်းတွေကိုထိခိုက်စေခဲ့ပါတယ်။လုတ်တိုင်းအင်အားရှာပါမှုကအိမ်ဈေးကွက်ကိုလည်းထိခိုက်စေခဲ့ပြီးနေအိမ်တွေဆောက်လုပ်မှုက2024ခုနှစ်တွင်တိရာဂိုင်နှုန်းလျှောက်ချခဲ့က2025ခုနှစ်ဇန်နဝါရီမှာ၄.၆ရာဂိုင်နှုန်းအထိရောကျခဲ့ပါတယ်။ ဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းမှုနဲ့တက်ကြီးပိုင်းလူဦးရေများပြားမှုတို့နဲ့အတူဂျပန်ဟာ2060ပြည့်နှစ်မှာနိုင်ငံလူဦးရေရဲ့သုံးပုံနှံကိုဆုံးရှုံးနိုင်တယ်လို့လုံသားစုကွက်ကိုပုံပေါ်ဆိုရွားစေမှာဖြစ်ပါတယ်။အဲဒီလိုလုံသားအင်အားရှားပါမှုပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ဂျပန်ဟာပြည်ပနိုင်ငံတွေမှာလုံသားခေါ်ယုံမှုတွေကိုပုံပုံမြင့်တင်ခဲ့ပြီး2024ခုနှစ်အောက်တိုဘာလအထိဂျပန်မှာပြည်ပလုံသားပေါင်း1.3သန်းတိရှိလာခဲ့ပါတယ်။ဒါပေမဲ့2040ပြည့်နှစ်မှာဂျပန်ဟာလုံသားအင်အား7သန်းအထိ ဆက်လက်လိုအပ်နေလိမ့်မယ်လို့လည်းကြောင်းကျင်သူတွေကပြောကြားခဲ့ပါဗျာ။